ဟယ်လိုအားလုံးမင်္ဂလာပါရှင့်တရားကျူရီပါဒီနေ့မှာတော့ကျွေးဖွင့်ထားတဲ့15ရက် training ပေါ့နော်တန်တန်းလေးမှာဒီ basic english ကိုအစအနေစပြီးတော့လေ့လာခြင်းနဲ့မောင်နှမတွေအတွက်15ရက်အတွင်းမှာဘယ်လိုမျိုးတွေသင်ပေးတယ်ဘယ်လိုတွေ train ပေးတယ်ပြီးတော့ဘာဖြစ်လို့15ရက်နဲ့ပြောတတ်လဲဆိုတာလေးကိုဒီ video မှာအသေးစိတ်လေးပြပြပေးသွားမှာဖြစ်ပါတယ် အာဘာသာစကားလေးလာတဲ့အခါမှာမောင်နှမတွေတော်တော်များများပြဿနာပါလဲဆိုတော့ရှက်တယ်ကြောက်တယ်အင်္ဂလိပ်လိုပြောရမှာမထွက်ဘူးပေါ့နော်အဲ့ခါကျတော့ကျွေကိုတင်တန်းမှာကကျတော့ day 1ပထမဆုံးရက်ထဲကအင်္ဂလိပ်လိုစပြောရတယ်နောက်တစ်ခါကျတော့ကျွေကဒီအတန်းထဲမှာရှိတဲ့မောင်နှမတွေအကုန်လုံးတယောက်နဲ့တယောက်ရင်းနှီးအောင်လုပ်ပေးထားတာအဲ့တချို့မို့လို့ပထမဆုံးရက်ကနေစပြီးတော့တင်တန်းပြီးသွားတဲ့အထိမောင်နှမတွေဒီအင်္ဂလိပ်စကားပြောရမှာရှက်တာတော့ကြောက်တာတော့လုံးဝမရှိပါဘူး grammar တွေတင်တဲ့အခါကျလို့ရှိရင်လည်းအကျူရနားလည်ရလွယ်အောင်နောက်ပြီးတော့ပြန်သုံးတတ်အောင်မှတ်မိအောင်အဲ့လိုမျိုးတွေတင်ပေးတဲ့အပြင်ကိုအကျူပိုင်ထက်ထဲထားလဲဆိုတော့အဓိကစာပြန်စီတတ်အောင်ပေါ့နော်ပြီးလို့ရှိရင်အတွေးခေါ်ပိုင်းလေးတွေပေါ့ဘလို့မေးလို့ရှိရင်ဘလို့ဖြေလို့ရတယ်ဒါလေးတွေကအစအကျူရမောင်နှမတွေနဲ့အတူတူအမေးဖြေလေးတွေလုပ်ပေးတယ်ဒီစစ်ချာလေးရှင်းပြပေးပါတယ် Did you enjoy your trip? Ni ai yo not ko cha pa chen. Hmm. Cha pa chen na ko. What time is it? Ha so you follow me. Go to the station. ကရမသင်ခန်းစာတွေကကြတော့လေတမျိုးကြအနေနဲ့တင်လို့ရှိရင်အကြောင်းသားတွေကစိတ်ဝင်စားတာမမှတ်မိရလေးဖြစ်နိုင်တယ်။အဲခါကျတော့ကျွီကအတန်းထဲမှာဆိုလို့ရှိရင် games လေးထည့်ပေးထားတယ်။ဒီလိုမျိုး game လေးတွေဆော်ရင်ねအဲတခါတည်းကရမသင်ခန်းစာကိုမှတ်မိအောင်လေ့ကျင့်တာဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုလို့ရှိရင်အကြောင်းသားကသင်ခန်းစာတွေကိုပို့ပြီးတော့စိတ်ဝင်စားစေတယ်။နောက်တစ်ခုကမှတ်မိစေတယ်။ဒါပေမဲ့တခါလေးညင်းညာတာတော့ရှိရပါတော့နော်။ Have you ever danced? without clothes in the bathroom. အချို့မောင်နှမတွေထင်တာကြတော့အင်္ဂလိပ်စာတခါမှမလေ့လာဘူးပေါ့နော်အခုမှစပြီးတော့လေ့လာမယ်ဒီ15ရက်တန်တန်းနဲ့အဆင်ပြေပါမလားတန်တန်းကိုအခုမှပထမဆုံးတက်မယ်ဒါပေမဲ့နိုင်ငံခြားသွားဖို့လည်းအလားနဲ့ချီပြီးတော့အချိန်မပေးနိုင်ဘူးကြွေတန်တန်းနဲ့အဆင်ပြေပါမလားဆိုရင်ပြေပါတယ်နိုင်ငံခြားသွားဖို့အစီအစဉ်လေးရှိလို့အဲ့ဒါ လာတက်တာပေါ့တခြားမှာတော့မတက်ဘူးဒီမှာပဲဟုတ်အဓိက grammar ပေါ့ grammar လေးတော်တော်သိသွားတယ်တင်းနန်းလာတဲ့မောင်နှမတွေတော့ပေါ့နော်အခုဒီပမောင်ဆုံးတက်တယ်ဆိုရင်စိတ်ရှိရဲဆိုလို့ရှိရင်ချူကြီးကဒီတင်ကြာနီးပိုင်းနဲ့ပတ်သက်ပြီးတော့အကုန်လုံးတောင်းဝန်ယူထားတယ်အတက်မှန်မှုပေါ့နော်ရက်မပြတ်ဖို့အတက်မမှန်လာဖို့နောက်တစ်ခါအတက်နောက်မကြဖို့ပေါ့နော်ဆိုတော့မောင်နှမတွေကအဲ့ဒါလေးပဲတောင်းဝန်ယူပါနောက်တစ်ခါကျတော့ယူတို့အတန်းထဲမှာခုနလိုမျိုးအာစကားပြောလေးချင်းကြပြီးလေ့လာကြပြီးဆိုတဲ့အချိန်မှာစကားပြောလို့ရှိရင်အာတယောက်ချင်းစီပြောရတာမျိုးလည်းရှိသလိုအာ group work လေးပေါ့နော်မောင်နှမတွေအကုန်လုံးအတူတူဆုလို့ရ I had a nightmare last night. In my dream, I was running. So I go to try that uh, at the time. ကကြတော့တချို့မော်တော်မတွေအသိကျင်ကြတယ်ဒီချေအတန်းထဲမှာလူတွေအများကြီးလက်ခံထားတာလားတချို့ကြတော့လူအများနဲ့တက်ရမှာဆိုလို့ရှိရင်ခရီးဆိုင်နိုင်ပါမလားနားလည်ပါမလားလို့စိုးရိမ်နေသူတွေလည်းရှိရပေါ့နော်စိတ်မပူပါနဲ့ဂျူရီတင်နိုင်တဲ့ကျောင်းသားဥယျာဉ်ပမာဏကိုပဲဂျူရီတရားလေးတတ်မှတ်ထားတယ်အဲ့ဒီအတိုင်းပဲဂျူရီတာဝန်ယူပြီးတော့တရားလေးတင်ပေးတယ်အားကြောင့်နားမလည်တာမရှင်းတာဆိုရင်လည်းစိတ်ပူစရာမလိုဂျူရီကကိုယ်တိုင်လိုက်ပြီးတော့အကောင်းဆုံးရှင်းပြပေးရနော်တင်နန်တရာပြောလာမေးကြည့်ပါဦး တအားပြောဖို့ကောင်းတယ်အဲ့လိုပိတ်ရတည်းဆိုမမပိတ်စေခြင်းတစ်ချိန်လုံးဖွင့်နေစေခြင်းလားဒီချက်တင်တဲ့အဆင်ပြေတယ်ပေါ့နော်15ရက်ဆိုလို့15ရက်ထားလို့မကဘူးရတယ်ပေါ့ဒီချင်းနဲ့ပြောရပုံမှန်တင်တန်းနေဆိုရင်2နာရီ3နာရီလောက်တန်နည်းနည်းအိတ်ငိုက်တိုင်မျိုးလေးရှိရပေါ့နော်ဒီချင်းနဲ့ကြာရင်3နာရီရဘယ်လိုကုန်သွားမယ်မသိဘူးပေါ့နော်ပြီးတော့ညီမလေးတန်းလားဆိုတော့လားတော့ညီမတို့နည်းနည်းဝေးရအားကြောင့်လည်းညီမလေးနည်းနည်းစဉ်းစားရပေါ့နော်မကားမှုတက်တော့ကြာဒါပေမဲ့ဒီရောက်တဲ့အခါကျရင်တော့ပြောရပါတယ် ဒါတနေ့3နိုင်ဆိုပြင်းမယ်လို့ထင်ရပါဒါပေမဲ့3နိုင်ရပြင်းစရာမကောင်းဘူးเนาะအများကြီးပြောရ activity လောက်ရတယ်ဆိုပြီးစကားကောင်းပါမယ်နော်ဆိုင်လည်းပြောပါဦးဟုတ်ကဲ့ပါဆက်ကြည့်နေပါမယ်နောက်တစ်ခါကျတော့လေယူရီကတင်မင်းပြီးပြီဆိုပြီးတော့လည်းမပြစ်ထားဘူးအများတန်းမောင်နှမတွေစကားပြောတာအဆင်ပြေလားမှန်လားနားလည်လားအဲ့ဒါလေးကိုယူရီအများတန်းလိုက်စစ်ပေးတယ်ပြီးတော့ယူရီကိုယ်တိုင်ပေါ့နော်မောင်နှမတွေနဲ့အတူတူအတန်းထဲမှာလေ့ကျင့်ပေးပါတယ် spending time with my students like it's really good for me you never see me angry in the class right အများသောဖြစ်တော့ရွေးစီကိုရောက်လာတဲ့မောင်နှမ တွေက grammar မရကြဘူးပြီးလို့ရှိရင် speaking ပို့ပြီးတော့လေ့ကျင့်ကျင်ကြရတယ်။နောက်တစ်ခါကျတော့နိုင်ငံခြားသွားမဲ့သူတွေအချင်းအချာကြီးမပေးနိုင်တဲ့သူတွေအင်္ဂလိပ်စကားပြောအောင်ကြောက်တဲ့သူတွေပထမဆုံးလာတတ်တဲ့သူတွေများတယ်။အဲတော့ review လေးကတော့ကိုယ်တိုင်ပဲနားထောင်ကြည့်ပါနော်။ဟုတ်တယ်ပြရအမကကျတော့ပရင်တာမတိတ်အချီတော့တက်ပြည့်ပြီးနင့်ပရင်တာပြီးတော့ငါ့စီဘောလို့ basic ပြရအောင်လား ဟိုဖက်မှာတက်တဲ့ချိန်မှာအဓိကသူက grammar grammar တော့သင်ပြရတယ်ဒါပေမဲ့ gorgeous speaking ပိုင်းမှာတော်တော်အားနေရ level test ဖြစ်ချင်းကြတော့ pre intermediate intermediate နေပါတော့ထိရှိတယ်ဒါပေမဲ့ speaking ပြောတာကြတော့ elementary လောက်တော့မှမရှိဘူးအဲ့လိုမျိုးအရန်ကိုအားနေရ speaking ပိုင်းမှာလေးအဲ့ကြောင့် data ကိုလာ join ဖြစ်တာ အာတော်တော်လေးတော့တိုတယ်ပြောင်းလဲလာပါပဲအခုကျတော့တခြားတွင်နဲ့စကားပြောရအရင်ကတော့အစကားပြောဖို့ဆိုတော့မှတော်တော်လေးကိုအာရှစ်တာရောပါတယ်ပြင်မပြောရတာကိုပြောလိုက်ရင်မှားမလားမမှားဘူးလားအဲ့လိုမျိုးစဉ်းစားရများကြည့်ပါတယ် အခုတော့အဲ့လောက်ထပ်စဉ်းစားရတော့အပထမလာဆာတော့ကတော့အဘာသာပြန်လိုက်ပြောလိုက်အဲ့လိုမျိုးပတ်မြောက်လောက်မှာတော့တော်တော်တည်တက်လာရောတော်တော်များများဟို grammar သုံးရတဲ့အပိုင်းတွေကပို့ပြီးတော့နားလေလားဟိုတသက်လုံးအင်္ဂလိပ်စာသင်တာလည်းတမညဒီရောက်မှာတော့ဟိုပါပြတာဟိုမှာလုံးအောင်တော့ကျောင်းမှာလုံးအောင်ဆိုဟိုနားလေလေခဏပဲဘုကတော့ဒီမှာကျတော့နားဝင်နေဩတကယ်ချင်းလည်းပြောပြောပြောတဲ့ပြောရဲဆိုရင်ရှိလာတယ်ဟုတ်ကဲ့အဲဒီချင်းနဲ့အဲဒီချင်းနဲ့တင်ဟို င်းလို့တင်းရလို့ရမ်းပြောတယ်ဘာလို့ဟိုဟိုအမတ်တရတာပါဆိုတမိဒီဟိုဒီအတန်းနေရနေလေဒီဟိုဟိုတမိမသိတာကြည့်ပြောပြတယ်တမိသိကူမအဲ့လိုမထင်ထားဘူးတချို့ရလေအဲတချို့ရဟိုဟိုကိုကိုမသိလို့မိလိုက်မပြောပြခြင်းဆိုမရရအခုဒီထဲမှာကျတော့လေကိုတက်ငယ်တဲ့သူကကြီးတဲ့သူဘာမေးမေးသိရတာနဲ့အကုန်သဘောကောင်းနေအကုန်ရှင်းပြရတယ်ဒါဆိုရင်အခုချွေးရီတန်တန်လေးနဲ့ပတ်သက်ပြီးရောပေါ့နော်ဒီ15ရက် training မှာဘယ်လိုမျိုးလေးတွေသင်တယ်ဘယ်လိုရှိတယ်ဆိုတော့မောင်မားတွေအကုန်လုံးလည်းတည်တော့ပါပြီတချို့မောင်မားတွေမေးတယ်ပေါ့နော်အဒီ15ရက်တန်တန်ကိုဆုံး class ရှိလားဆိုလို့ရှင် online ကနေမရှိပါဘူးတကယ်တင်မိမယ်ဆိုလို့ရှင်ကျတော့ချွေးရောဒီပြင်မှာကျတော့ဒီနေ့3နာရီတပတ် 5ရက်ဒီကော့ကို self study လုပ်မယ်ဆိုရင်တော့မှဥမာထားပါတော့နိုင်ရွက်တနိုင်မှာကိုဘယ်လောက်ထိအာရုံစိုက်နိုင်လဲအဲကိုလောက်တာမှန်လားမှားလားပြီးလို့ရှိရင်ကိုလေ့လာနေတဲ့ method ကမှန်လားကိုလေ့လာနေတဲ့နည်းကမှန်လားမမှန်လားလေးတွေမသိတဲ့အတွက်ကြောင့်မို့လို့မတိုးတက်တာလေးတွေဖြစ်နိုင်တယ်အရှိမရောက်တာလေးကိုလေ့လာနေပြီပဲအရှိကိုမရောက်တာလေးဖြစ်နိုင်တယ်သင်တန်းမှာကကြတော့ကျွေးကိုယ်တိုင်ကအာတငယ်ချင်းလိုရောမောင်နှမတွေလိုရောအဲဆရာမလိုမျိုးရောခိုင်တိုင်းချပေးထားတဲ့အတွက်ကြောင့်မို့လို့ဒါအချိန်တိုးနဲ့ လေ့လာလို့ရတာပေါ့နော်ဆိုတော့ပုံမှန်ဆိုလို့ရှိရင်တော့ဘာသာစကားဒီရေရှည်လေ့လာရတဲ့ဟာဒါပေမဲ့ဒီမှာကကြတော့ကြည့်ဘာဖြစ်လို့ဒီ15ရက်တန်တန်းလေးဖွင့်ပေးပြလဲဆိုလို့ရှိရင်အဓိကကအဲ့လိုလအရန်များသွားလို့ရှိရင်နောက်ပိုင်းမလာနိုင်တော့ဘူးအဲအเจ้าသားပြည့်ရည်တွေများမယ်ခရီးသွားတာလို့အเจ้าမျိုးမျိုးပေါ့နော်အဲ့ခါကျတော့ ော့3-4လောက်ဖွင့်ပြီးတော့ရက်မမှန်မဲ့အဲသူတွေရှိတယ်အကျွေးရ15ရက်တန်တန်းလေးလုပ်ပေးပြလိုက်တာအဲ့တော့ zoom class ရှိလားဆိုလို့ရှင်တော့မရှိပါဘူးဘာလို့ဆိုတော့ online မှာကဒီလိုမျိုး3နာရီတောက်လျှောက်တင်မှုဆိုတာအဆင်မပြေဘူးပေါ့နော်ဒီ15ရက်တန်တန်းလေးကတော့အပြင်မှာပဲရှိပါတယ်အားလုံးပဲ video လေးကို subscribe ကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်တဲ့မှာတွေ့ကြပါမယ်